ကျွန်တော်အတွက်လုံးဝမယုံကြည်နိုင်တော့အောင်ကံကောင်းမှုတွေတခုဖြစ်စေခဲ့အဲကိုနေတိုနဲ့မဖွေပေါင်းဆောင်မှုတွေလည်းကိုနေမောင်ဒီနေရာကျေးဇူးများတင်ပါတယ်ပြီးတော့ကျွန်내တရားဆောင်နေကျွန်တော်ယုံကြည်ပြီးတယ်ကျွန်တော်ချစ်ခင်ပြီးတယ်အားလုံးဝမ်းမတတာလည်းပဲလက်ခံပေးကြရဲအတူတွဲပြီးတော့အလုပ်တစ်ခုကိုအကောင်းဆုံးစူးစမ်းကြမယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချပေးကြရတဲ့အတွက်ကျွန်တော်ရဲ့တစ်ဖက်သားအားလုံးကျေးဇူးများတင်ပါတယ်ခုချိန်မှာတော့ဇကာစတင် ရိုက်ကူးဖို့ပဲပြင်ဆင်ခဲ့ချိန်ပဲရှိပါသေးတယ်။မရိုက်ကူးရသေးဘူးဆိုတော့ဟိုအများကြီးတော့လည်းပြောစရာတော့မရှိသေးဘူးပေါ့နော်။အဲဒီချိန်မှာပြောချင်တာကတော့ကျွန်တော်ကိုယ်စွမ်းဉာဏ်စွမ်းရှိသလားတတ်နိုင်သလားကောင်းဆုံး အမြဲတမ်းကြိုးစားပါမယ်ဒီမင်္ဂလာပါဟုတ်မင်္ဂလာပါခင်ဗျာဒီခုလေးတော့ခါကမစ်ဆက်တဲ့ဆိုရင်တကယ်တမ်းများနှင်းစီရဲ့အမမေအချစ်ဦးရဲ့မမမမမဟိုရဲ့မတတ်မရရဲ့ပေါ့ဟုတ်စတုထားမြောက်ရွှင်စကားဖြစ်ပါတယ်ခင်ဗျာအော်ပုံနဲ့ဘယ်လိုမျိုးလက်တွဲပြစ်တာဟုတ်ကဲ့ပုံကိုကိုပေါ်အောင်လိုချင်တယ်ဟုတ်ကဲ့မော်ရွှင်ထုတ်လို့ရနေရတာဟိုဒီအလုံးဆက်ဆိုင်မှမဟုတ်မိသားစုဆက်ဆိုင်ရဲ့ရှိရဲ့ပေါ့နော်အဲ့တော့ဟိုဒီဇက်လိုင်းလေးရတယ်ကျွန်တော်ရဲ့ကိုပိုင်ဇက်လိုင်းလေးပါအဲ့တော့ ဒီဇယ်လန်လေးကိုမော်ရိုရှင်တို့တွေကစပြီးကြိုက်ပြီးတော့အဲသူတို့ယူဖြစ်လိုက်တယ်မိသားမိန်းကလေးအပြောင်းလဲအများကြီးဖြစ်ခဲ့ပြီမြဲနောက်ဆုံးမှာတော့ဒီကိုနေတို့မဖူးဖွေးဆိုတဲ့အတွဲဆက်ကိုကျွန်တော်အာကျွန်တော်ရဲ့ကံကောင်းမှုတစ်ခုပါပဲဟုတ်ကိုနေတို့မဖူးဖွေးရဘာလို့ကံကောင်းမှုတစ်ခုလို့ပြောတာလဲ သူတို့ဘယ်လိုလေးစိတ်ကူးတာလို့လဲသူတို့လည်းဘယ်လိုရိုက်ချင်တာဘာတွေလုပ်ချင်တာအကိုနေတို့မဖွေးဖွေးနဲ့ရိုက်မယ်ဆိုပြီးတော့စပြီးစဉ်းစားခဲ့တဲ့ဆက်တော့မဟုတ်ဘူးပေါ့နော်ဒီတိုင်းဆက်တစ်ခုနေနဲ့ပဲကျွန်တော်တွေးမိခဲ့တဲ့ဆက်ပေါ့ဒါပေမဲ့ဟိုဒီလိုမျိုးကိုနေတို့မဖွေးဖွေးဖြစ်သွားခြင်းမှလည်းဒီဆက်နေကအင်တန်လိုက်ဖက်နေတယ်အရန်လည်း match ဖြစ်တယ်အဲ့တော့အရန်လည်းချိန်နဲ့ PT ဖြစ်ရဘာလို့ချိန်နဲ့ PT ဖြစ်ရလဲဆိုတော့အကိုတို့မားလို့ဆိုတော့ကျွန်တော်တို့ခလေးဘွားတွေကအများကြီးချစ်ခင်လေးစားပြီးတော့ဟိုအားကြခဲ့ရတဲ့တကယ်စီနီယာအကိုမားလေးဆိုတော့ဒီလိုမျိုးကို driver လုပ်တဲ့ကားလေးမှာအကိုတို့မားတို့ကကိုယုံကြည်ပြီးကို ့ချစ်ခင်ပြီးတယောက်ဆောင်နေနဲ့ပါဝင်ပေးကြတာဆိုတော့တကယ်ကိုအယံပြိုပါပါတယ်ဟုတ်လဲဆက်ဒုစားလာအခုဆိုအချိန်တန်ပြီးအချိန်ရပြီတော့အဲကျွန်တော်အဲ့လိုမတွေ့ရပါဘူး။ဘာလို့ဆိုတော့အငြင်းစ조사နေမှာပေါ့။အချိန်မတန်သေးဘူးဆိုတော့အချိန်မတန်သေးဘူး။ငါ조사ရအောင်ပဲဆိုတော့စိတ်နဲ့ခံယူထားပြီးတော့ပို့ပို့ပြီးတော့ပဲအငြင်း조사နေမှာပါ။ဟုတ်။တို့တို့ ကိုကိုနဲ့ကိုလေးတို့နဲ့ရိုက်ဖို့ဒီကနေ့စိတ်ကူအိမ်မက်တွေရှိလာခဲ့တာလေဒီကနေ့ကစဉ်းစားခဲ့တာဟိုဟာလေးကျွန်တော်ဟိုးငယ်တုန်းကတော့ကလေးဘွားတွေကတော့ကျွန်တော်တိ ਊ ဆောင်ပဲလှုပ်ချင်ခဲ့တဲ့အချိန်တုန်းကတော့ကိုရောမကမှတိ ਊ ဆောင်ကျင်တာပေါ့နော်ဟုတ်အဲ့တော့တိ ਊ ဆောင်ကျင်တာအခုကတော့ဒရိုက်တာလေးဖြစ်လာပြီဆိုတော့ကိုတာဝန်ယူတဲ့အလုပ်တစ်ခုမှာကိုရောမောင်နဲ့အတူတူလှုပ်လှုပ်ခွင့်ရတဲ့အတွက်အရန်ပျော်ပြီးအရန်ဂုဏ်ယူပါတယ်ဟုတ်ဟိုဟာပေါ့နော်အကိုရောမောင်နဲ့ဟိုဒင်မဟုတ်ဘူးပေါ့နော်ကျန်တဲ့ တခြားတရုတ်ဆောင်တွေဖြစ်ဘယ်သူနဲ့ပဲအလုပ်လုပ်ကညှိနှိုင်းမှုကတော့အမြဲရှိတာပေါ့နော်ဟိုကျွန်တော်ကျွန်တော်အမြဲလုပ်တဲ့အလုပ်လုပ်တဲ့ပုံစံမှာကျွန်တော်ကဟိုလိုမျိုးဟိုငါငါလိုချင်တာပဲအကုန်လုပ်ရမယ်ဆိုတဲ့သဘောမျိုးတော့မတွေ့ဘူးကိုယ့်အမြင်တင်ပြရဲကိုကဒါလုပ်ချင်တယ်အဲ့ဘာလုပ်ချင်ကြရလဲဆိုတဲ့ဟာအမြဲမေးတယ်အဲ့တရုတ်ဆောင်တယောက်ချင်းစီရဲ့အမြင်တွေကိုနားထောင်တယ်ကိုယ့်အမြင်လည်းတင်ပြပြီးတော့ ဟိုဇက်လန်အတွက်ကောင်းမယ်ဇက်စကားအတွက်ကောင်းမယ်ဆိုတဲ့အရာတွေကိုပဲလုပ်ဖြစ်ပါတယ်ဟုတ်ပို့ပြီးတော့ပြင်သွားတယ်ပို့စူးစားမယ်ဒီလိုရှိမလားဟုတ်တော့သူကသဘာဝကြီးဖြစ်ပြီးသားလေဟုတ်ကဲ့သူကနည်းနည်းသူကသူကအတိအသားလေးဖြစ်နေဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အော်အော်ဟုတ်အတိနဲ့ပဲရရအဟောင်းနဲ့ပဲရရတော့ဟိုကျွန်တော်တက်ကတော့တူတူပါပဲဒီလိုစကားတကားရဲ့အတိုင်းမှာကျွန်တော်အသေးစိတ်ကစာယူတခြားစူးစမ်းရအောင်ဆိုအများကြီး စိတ်ထည့်ပြီးတော့စူးစမ်းရဆိုတော့ပြန်မှန်ပါတယ်။ဟိုသူတို့ပြောနေရက်ခွင့်ရတယ်တတိခါသားကြောင့်ဆိုဟာလုံးဝကန်ကောင်းမှုတစ်ခုပေါ့မယုံနိုင်သေးခုချိန်ဒီလေတကယ်အရန်ပျော်ပါတယ်။အဲ့တော့ဒီမတမ်းမရကကျွန်တော်တို့ညီနေကြတွေ့နေကြဘာမျိုးလဲခွဲထွက်ပါပါလားခွဲထွက်ပါလိမ့်မယ်ခင်ဗျခွဲထွက်ပါလိမ့်မယ်ဒီဇက်အိမ်ကကျွန်တော်တို့ညီမရုပ်ရှင်ပရိသတ်တွေအတွက်မကြည့်ဘူးသေးတဲ့ဇာတ်လမ်းအမျိုးအစားတစ်ခုနဲ့ဇက်အိမ်မျိုးစားဖြစ်မှာပါ။နည်းနည်းလေးပြောပြလို့ရတယ်ဇာတ်လမ်းပြောပြရင်ဘယ်လိုပုံစံလေးလုပ်ပြမလဲ။အဲလူတန်းစားနှစ်ရက်ရဲ့ မတူညီတဲ့အမြင်တွေနဲ့တိုက်ပွဲအကြောင်းပေါ့နော်ဟုတ်ဟုတ်ဒါကြောင့်တရားကိုမတန်မြာလို့ပြရတာဘာကြောင့်မတန်မြာဟုတ်တယ်ခင်ဗျဟုတ်အဲကျွန်တော်တို့မထိုက်တန်တဲ့နေရာတွေကိုဇွတ်ယူလို့ရှိရင်ပြုတ်တက်တဲ့ဆိုတဲ့အကြောင်းလေးပေါ့နော်ကျွန်တော်ကိုယ်ကလည်းဒီကားကိုရိုက်ခွင့်ရအောင်ဒီအခွင့်အရေးနဲ့ထိုက်တန်အောင်စူးစမ်းပါမယ်ကွာမရိုက်ကြည့်ရသေးဘူးဆိုတော့လေမရိုက်ရိုက်ကူးမစသေးဘူးဆိုတော့ပြောရအောင်နင်းစောသေးရပါတော့။ရိုက်ကူးစပြီးရင်တော့အမှတ်တရလေးတွေတော့အခက်ခဲလေးတွေပို့ပြောလို့ကောင်းမှထင်တယ်ပေါ့နော်။ဟုတ် ကိုလိုချင်တဲ့ဟာကိုမရရအောင်လုံယူနိုင်တဲ့ဆွဲထုတ်တဲ့ဒိုက်တာမျိုးလို့ပြောရမှာအဲ့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 ဒီတော့ပါပါတယ်အဲ့ဒီတော့ပါပါကျွန်တော်လူစင်တာတော့အဲတကယ်ဖြစ်တဲ့အရာဟိုညှိနှိုင်းလို့လည်းအဆင်ပြေတဲ့အရာဆိုရင်တော့ရအောင်လုပ်ပါပါဟုတ်ဒါကပြည့်တတ်တယ်လို့ပြောမှာစက်ကိုတည်းစားရှိတာအဲ့ ဇက်ပေါ်သစ္စာရှိခြင်းကပြိတ္တအတွက်ပဲပေါ့နော်ပြိတ္တကြည်ကောင်းတဲ့ဟိုခန်းစားရတာကြည်လို့အကောင်းတဲ့ဇကာတကဖြစ်ဖို့အတွက်တော့အများကြီးစူးစမ်းပါပါဟုတ်ဒီကနေ့ပတ်သက်ပါလိပြောခြင်းပြတာပေါ့ဟုတ်ကဲ့မတမယာဇကာလေးကိုစရင်မိတ်ဆက်တဲ့ချိန်တွေကအပေးခဲ့ကြတဲ့ကျေးဇူးများကြီးတင်ပါတယ်အဲ့တော့အများကြီးစူးစမ်းပါအောင်ပဲဟုတ်